်မင်္ဂလာပါရှင်တွန်လင်းထိုင်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမချီလီပါဒီကနေ့2025ခုနှစ်မေလ29ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကြောက်ကြီးမှာစစ်ကောင်စီတပ်သား3ဦး PDF ထံအလင်းဝင်တဲ့သတင်းတွန်လိုင်းပန်းနိုင်တွေကိုတာဝန်ခံနိုင်တဲ့ဘဲအဖွဲ့နဲ့မဆိုယုံကြည်မှုတိစောက်ဖို့အသင့်ရှိတယ်လို့ NUG ပြောတဲ့သတင်းရွှေတွိကန်ဒေတာမှာစိတ်ကြွမှုရည်စေးထုတ်လုပ်မှုနဲ့မှောင်ခိုရောင်းဝယ်မှုစံချိန်တင်မြင့်တက်လာကြောင်းကုလပြောတဲ့သတင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။ ။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်ကောင်စီရဲ့စစ်မှုရန်တင်းတန်းစင်းတပ်သား3ဦးထွက်ပြေးလွတ်မြောက်လာပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှအလင်းဝင်လာခဲ့တယ်လို့အလာဝကစစ်ကြောင်းကမေလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလ28ရက်နေ့မှာကြောက်ကြီးမြို့နယ်ရှိစစ်ကောင်စီရဲ့အမှတ်999ချင်းမြန်တရင်မှစစ်ကောင်စီတပ်သား3ဦးထွက်ပြေးလာပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်လာခဲ့တာပါ။အ အလင်းဝင်လာတဲ့တပ်သား၃ဦးဟာကိုမင်းမင်းစော်ကိုဝိုင်းချင်းနဲ့ကိုမြတ်စော်တို့ဖြစ်တယ်လို့သိရပါတယ်။သူတို့၃ဦးစလုံးဟာစစ်ကောင်စီရဲ့စစ်မှုရန်ဥပဒေနဲ့အတင်းအဓမ္မစစ်သားစုဆောင်ခြင်းခံရသူတွေဖြစ်ပြီးစစ်မှုရန်အပတ်စဉ်၉မှတင်နန်းစင်းတပ်သားတွေဖြစ်ပါတယ်။ အလင်းဝင်လာသူတွေရဲ့ပြောပြချက်အရသူတို့တွေကိုစစ်ကောင်စီကအတင်းရတမဖမ်းဆီးခဲ့ပြီးမြို့နယ်အဆင့်ဆင့်ကိုပို့ဆောင်ကာကိုခနာအစိတ်အပိုင်းနဲ့ကျမ်းမာရေးဆရာတွေကိုစစ်ဆေးပြီးတောင်ငူတင်နန်းချောင်းကိုပို့ဆောင်ခဲ့တယ်လို့ဆိုပါရယ်တင်နန်းချောင်းမှာလည်းစစ်ကောင်စီတပ်သားတွေကတင်နန်းသားတွေထွက်ပြေးမှဆိုတာကြောင့်မင်းတို့ထွက်ပြေးရင် PDF တွေကဖမ်းဆီးတက်ဖြတ်မယ်လို့ချိန်ချောက်ကစိုက်ဝါထည့်ခဲ့တယ်လို့ဆိုပါရယ် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်းမြို့သားညညရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကုတ်ကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့ထံမှအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနဲ့ရဲ136ဦးရှိတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။မြန်မာပြည်ကိုယ်တိုင်ဥဆောင်တဲ့ရေရှည်တီးတဲ့ငိမ့်ချက်တဲ့ နိုင်ငံရေးဖြည့်ရှင်မှုရရှိဖို့ကြိုးပမ်းရမှာပန်းတိုင်တွေဖော်ဆောင်နိုင်ရေးအတွက်တာဝန်ယူမှုတာဝန်ခံနိုင်တဲ့ဘဲဖွဲ့စည်းနဲ့မဆိုရုံးချင်းမှုတိစောက်ဖို့မြို့သားညီညွတ်ရေးအစိုးရ NUG အနေနဲ့အသင့်ရှိတယ်လို့ပြောပါတယ်ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါတယ်မြန်မာပြည်ကိုယ်တိုင်ဥဆောင်တဲ့ရရှိတည်တဲ့နဲ့ရင်းညံ့တဲ့နိုင်ငံရေးဖြည့်ရှင်မှုရရှိဖို့ကြိုးပမ်းရမှာပန်းတိုင်တွေဖော်ဆောင်နိုင်ရေးအတွက်တာဝန်ယူမှုတာဝန်ခံနိုင်တဲ့ဘဲဖွဲ့စည်းနဲ့မဆို ယုံကြည်မှုတည်ဆောက်ဖို့မြို့သားညီညွတ်ရေးဆိုရ NUG နေနဲ့အသိရှိတယ်လို့ပြောပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကူညီဖြည့်ရှင်းဖို့အာဆီယံခေါင်းဆောင်တွေရဲ့တည်ထက်သဘောထားညင်ညာချက်ထုတ်ပြန်ခြင်းပေါ် NUG ရဲ့သဘောထားယက်တီချက်ကိုနိုင်ငံသားရေးဝန်ကြီးဌာနကမေလ28ရက်နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်။နေဦးတော်လန်ရေးရဲ့အန်နီမာရီမန်းချက်ပန်းတိုင်းဖြစ်တဲ့ဆီယနာရှင်စနစ်အပီးတိုင်းချုပ်ငင်းရေးစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြောင်စုသစ်ပေါ်ထွန်းရေးနဲ့ အသင်ကုပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးမှာအပြည့်အဝသဘောတူတယ်လို့ဆိုပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကိုခန့်အပ်ရမှာလက်ရှိသတ်မှတ်ထားတဲ့အာဆီယံအလက်ကျဥက္ကဋ္ဌရဲ့သက်တမ်းနဲ့တူညီတဲ့တစ်နှစ်သတ်မှတ်ချက်အစားတိုးမြင့်သတ်မှတ်သင့်တယ်လို့ NUG ကတိုက်တွန်းထားပါတယ်။ဒါဟာအာဆီယံရဲ့ဘုံသဘောထားယက်တီချက်တွေနဲ့အညီမြန်မာပြည်သူတွေကိုကူညီဆောင်ရွက်ပေးရမှာကုလသမဂ္ဂပါဝင်နိုင်ငံတကာအတိုက်အဝန်းရဲ့ ဆက်လက်ပံ့ပိုးကူညီမှုတွေကိုချိတ်ဆက်ပြီးထိရောက်စွာကောင်းထွေးဖော်နိုင်မှုဖြစ်တယ်လို့ဖော်ပြထားတာပါအရသာပြည်သူတွေနဲ့အများပြည်သူဆိုင်ရာအဆောက်အုံတွေပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့အပါအဝင်ပြည်သူတွေရဲ့ဘေးကင်းမှုနဲ့လုံခြုံမှုကိုတည်ကြစေရေးတိကျတဲ့အေးအေးယူဆောင်ရွက်မှုတွေလုပ်ဖို့အာဆီယံရဲ့တိုက်တွန်းချက်ကို UNG နေနဲ့ကြိုးဆိုတယ်လို့ဆိုပါတယ်ဒီပေါ်အာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာကနေပါဝင်တဲ့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရင်ယနေ့မျိုးမရှိရင်အရသာပြည်သူတွေကိုတိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ UNG ကထောက်ပြထားပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရရမှာလဲလိုအပ်နေသူတွေထံလက်လမ်းမီရောက်ရှိစေရအတွက်ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ရွေချက်နဲ့အပြည့်ကရက်စေးဖို့အာဆီယံခေါင်းဆောင်တွေရဲ့တိုက်တွန်းချက်တွေကိုလည်း UNG နေနဲ့နားလည်ကြောင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။ငလင်တန်တဲ့နေရာတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့ ယာယီပြစ်ခတ်ရစဲရေးကိုအန်ယူဂျီကကြီးညာခဲ့ပေမဲ့စစ်ကောင်စီကအပြည့်ရဲ့ကာလမှာပဲပြည်သူတွေကိုလေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာမိရှုဖြစ်စည်းတာနဲ့တရားမဲ့တပ်ဖက်တာတွေကိုနေ့စဉ်နဲ့အမျှကျူးလွန်နေတာပါအာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုကူညီတွေကိုနိုင်ငံရဲ့80ရာခိုင်နှုန်းနီးပါးအထိနေမြေထိန်းချုပ်ဆွေးနွေးထားတဲ့အန်ယူဂျီနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာတိုက်ရိုက်ချိတ်ဆက်ဖို့တိုက်တွန်းထားပါတယ်ဒါအပြင် မြန်မာနိုင်ငံနဲ့တီးဆက်နေတဲ့နိုင်ငံတွေကတစ်ဆင့်နေဆက်ဖြက်ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးနိုင်ရေးအာဆီယံနေနဲ့ဆောင်ရွက်ပေးဖို့ကိုလည်းမြူသားညီညွတ်ရေးဆိုရအန်ယူဂျီကထပ်မံတိုက်တွန်းထားပါတယ် ရှိတောင်အာရှဒေသမှာစိတ်ကြွစေးနဲ့တခြားအန္တရာယ်ရှိတဲ့မူရစ်ဆေးတွေစံချိန်တင်ဖန်ဆီးရမှုမှုပမာဏကိုကြည့်မယ်ဆိုရင်ရွှေတွိကန်ဒေသမှာတရားမဝင်မူရစ်ကုန်သွယ်မှုတွေအရှိန်အဟုန်နဲ့တိုးမြင့်လာကိုပြသနေတယ်လို့မေလ28ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ကုလသမဂ္ဂအစိုးရခန်းစာတစ်ခုမှာဖော်ပြထားပါတယ်။ဒီသတင်းကိုတော့ရွှန်းချီပြားကပြောပြပြီးမှဖြစ်ပါတယ်။ မြန်မာနိုင်ငံအထူးသဖြင့်ရှမ်းပြည်နယ်ရွှေသတိကံဒေသကနေစိတ်ကြွဆေးပြထုတ်လုပ်မှုနဲ့ရောင်းဝယ်ဖောက်ကားမှုဟာမထင်မှတ်ထားတဲ့အဆင့်ကိုရောက်ရှိနေတာကိုရှင်းရှင်းလင်းလင်းတွေ့မြင်ရကြောင်းကုလသမဂ္ဂမူရဲ့စေဝါနဲ့ယာစွမ်းမှုဆိုင်ရာယုံ UNOCD ကယာယီဒေသဆိုင်ရာကိုယ်စားလှယ် Benedict Hoffman ကပြောပါတယ်။ UNOCD ရဲ့အစီရင်ခံစာအရအထူးသဖြင့်ရှေးတောင်အာရှဒေသတွေမှာမက်တာဖက်တမင်းစိတ်ကြွမှုရစေဖန်စီယာမီမွာ2024ခုနှစ်မှာ236တန်ရှိခဲ့ပြီး2023ခုနှစ်ကထက်24ရာခိုင်နှုန်းမြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ မက်တာဖက်တမင်ခရစ်စတန်နဲ့ဆေးပြားအရေအတွက်တွေဟာတိုးမြင့်လာတဲ့အပြင်မြန်မာနိုင်ငံမှာဆေးပြားတစ်ပြားကိုဒေါ်လာ3.6ဒေါ်လာအထိဈေးနှုန်းချိုသာနေရကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တနှစ်တာအတွင်းထိုင်းနိုင်ငံမှာမက်တာဖက်တမင်ဆေးပြား1ဘီလီယံလောက်ဖန်ဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ ်အရှိတောင်အာချဒေသတွေအတွင်းဈေးကွက်တွေတဲစိတ်ကြွဈေးပြားတွေအလံပဲတွေးရှိနေတာဟာလင်းမြန်ကောင်းမွန်ပြီးအရင်းမြစ်ရှိတဲ့နိုင်ငံဖြတ်ကျော်ရာဇဝမှုတွေလဲပတ်နေတဲ့စက်မှုလုပ်ငန်းအကြီးစားထုတ်လုပ်မှုနဲ့လူကုန်ကူးမှုတွေကြောင့်ဖြစ်တယ်လို့ UNODC ရဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်မြန်မာလာအိုထိုင်းနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိဆက်နေတဲ့ရွှေသရီကန်ဒေတာဟာဝေးလံခေါင်တည်ပြီးတရားဥပဒေစိုးမိုးမှုရောပါတာကြောင့်ဘိန်းနဲ့ဘိန်းဖြူထုတ်လုပ်မှုဟာကြော်ကြားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် မကြာသေးမီဆယ်စုနှစ်အတွင်းမူရဲ့ဈေးတွေကိုစက်မှုလုပ်ငန်းထုတ်လုပ်တဲ့အတိုင်းအတာနဲ့ထုတ်လုပ်လာနိုင်တဲ့အနေအထားအထိလွယ်ကူလျင်မြန်လာခဲ့တာပါမြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ပြည်တွင်းစစ်စီဦးတည်လာနေပြီးမက်တာဖက်တမင်းကုံသွဲမှုဟာနိုင်ငံရေးပြဿနာတစ်ခုစီအထိကြီးထွားလာခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုအနေထားကြောင့်မှုရစေဝါစီးစင်းမှုဟာအရှေ့နဲ့အရှေ့တောင်အာရှဒေသတွေမှာသာမကအရှေ့တောင်အာရှအထူးသဖြင့်အိန္ဒိယအရှေ့မြောက်ဒေသတွေမှာတိုးမြင့်လာခဲ့တာဖြစ်တယ်လို့လည်း UNODC ရဲ့အစီရင်ခံစာအသစ်မှာဖော်ပြထားပါတယ်။ န်တိုင်းမြန်နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကဂျာတာပရီစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။တန်လန်တိုင်းမြန်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X, တန်လန်တိုင်းမြန် website စာမျက်နှာနဲ့တန်လန်တိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တန်လန်တိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။